မင်္ဂလာပါရှင်မွေးရ channel လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆရာဖေမေးသားတဲ့အပြောင်မြောင်ဆုံးပွားတစ်ခုတိဆောက်ခြင်းဆိုတဲ့စာအုပ်လေးကိုဆက်လက်ဖတ်ပြမှာဖြစ်ပါတယ်ရှင်ဒီခန်းလေးထဲမှာတော့လက်တွေ့ကြတဲ့စိတ်ကူးရင်သမားများဟာအပြောင်မြောင်ဆုံးပွားတစ်ခုတိဆောက်ရမှာဘလောက်အရေးကြီးကြောင်းရှင်းပြထားတဲ့အခန်းလေးဖြစ်ပါတယ်ဆက်လက်နားဆင်ကြရအောင်ရှင်အခန်းနဲ့ လက်တွေ့ကြသောစိတ်ကူးယဉ်သမားများမိသည့်လုပ်ငန်းတွင်မြပေါင်းများအောင်မြင်ခြင်းရှိခဲ့သူတယောက်ထံမှစကားတခွန်းကြားရပူ၏ထို့သူကမိမိသည်ကံမကောင်းကြောင့်မလာ၍သာ မအောင်မြင်ရခြင်းဖြစ်တော်လဲစင်စစ်တွင်ဘဝကိုအမြဲလက်တွေ့ကြကြရင်ဆိုင်နေတူဖြစ်ကြောင်းလေထဲတွင်တိုက်အိမ်ဆောက်တီးဆိုသောအလုံးမျိုးမိမိတသက်တွင်တစ်ခါမှမလုပ်ဘူးကြောင့်ပြောဆိုခဲ့သည် စင်စက်ထိုးသူမအောင်မြင်ရခြင်းမှာထိုအကြောင်းကြောင့်ပင်ဖြစ်သည်ဟုကျွန်တော်ဆိုချင်ပါသည်စိတ်ကူးယဉ်ခြင်းလေထဲတိုက်အိမ်ဆောင်ခြင်းတို့သည်အချီးနှီးအကျိုးမဲ့အလုပ်များသာဖြစ်သည်ဟုဆိုနိုင်ပါမည်နော်စဉ်းစားကြည့်ပါငရွေစင်း၌လေထဲတွင် တိုက်အိမ်များစောက်ကြည့်မီ ထို့နောက်ထိုလေထဲကတိုက်အိမ်များကို အောက်မှဖောင်ဒေးရှင်းခံပေးနိုင်ရန်ကြိုးစားကြည့်မီဆိုလျင် ကြီးပြင်းလာသည့်အချိန်၌ထိုတိုက်အိမ်တစ်လုံးလုံးထဲတွင်ဝင်ရောက်နေထိုင်နိုင်သည့်အနေအထားမျိုး တင်မရရှိနိုင်ဘူးလားကျို့တို့ကတော့လက်တွေ့မှာလက်တွေ့ပဲစိတ်ကူးရင်မဝါဒနာမပါဘူးဟုအချို့ကဆိုလေးရှိကြသည် စင်စက်သူတို့ပြောသည်လက်တွေ့ဆိုဒီမှာလက်ငင်းလက်တလုံးယခုကိုအနီးတဝိုက်တွင်ရှိနေသည့်အနေထားဟုသောဒိဗယ်ဖြစ်သည်အနီးပြောရရင် သူတို့ကြည်တီတောင်သူတို့စဉ်းစားသည့်အတိုင်းတာသည်အလွန်ကြင်မြောင်းသည်တည်တည်ပြန့်ပြန့်မတွေးတော့တော့တဘောရေစီကိုမမြော်မှန်းတော့တဘောဟုသာဆိုခြင်းသည် ဒါဒီဂုံယူစရာမဟုတ်ပါဒီလိုလူမျိုးတီဂုံယူလောက်စရာ ကြီးကျယ်သောအောင်မြင်မှုမျိုးကိုလည်းဘယ်တော့ခါမှရလိမ့်နေမှာဟုတ်ပါကြီးကျယ်အောင်မြင်ခဲ့သောစိတ်ကူးရင်သမားများတမိုင်းတလျှောက်ကြည့်ပါကမိသည့်နေပင်၌မစိုးဆွမ်းဆွမ်းတမန်ဆောင်ရွက်နိုင်ခဲ့ကြသောပုဂ္ဂိုလ်တိုင်းသည်သူတစ်ပါးမမြင်သည့်အနာဂတ်ကိုကြော်၍တွေးသူ သူတစ်ပါးစဉ်းစားသည့်အတိုင်းအတာပမာဏထက်ကြီးကြီးမားမားကြည်ကြည်ပြန့်ပြန့်ထက်တွင်စဉ်းစားသူ လေထဲတွင်တိုက်ရင်ကြီးစားဆောက်သူများဖြစ်ကြောင်းတွေ့ရမည်ဖြစ်သည်အလက်ဇန္ဒား the great ဒီသူဖခင်ဘရင်ဖိလက်အုပ်စိုးသော မာစီလိုနီးယားပြည်နယ်ကလေးထက်တည်တည်သည့်အင်ပါယာကိုဆိုးပိုင်ရမည်ဟုသောလေထဲကတိုက်အင်ကြီးကိုမြေပြင်ပေါ်မှတကယ့်တိုက်ပွဲများဖြင့်အုံမြင့်ချတိဆောက်ပြနိုင်ခဲ့သည် တချိန်သောအခါကမူ မြမလွတ်လပ်ရေးဟူသည်မြမမျိုးချစ်တို့၏စိတ်ကူးရင်ကဘာထဲမှတိုက်အိမ်မင်းဖြစ်၏ဗြိတိရှနေမွေအင်ပါယာကြီးကို အာခန်တော်လန်မှုဆိုဒီမှာမစင်စားဝင်စရာကိစ္စဖြစ်ခဲ့သည်သူတော်တကယ်တမ်းအသက်တွေးချွေးတို့ဖြင့်အုံမြချတီဆောက်တဲ့အခါ၌စိတ်ကူးတိုက်အိမ်သည်အကောင်ဒရက်ထင်ရှားစွာဖြစ်ပေါ်လာပေသည်စင်စစ်မြေကြီးပေါ်မှာရဲတိုက်ကြီးတစ်ခုတကယ်မဆောက်လို့မီ လေထဲ၌အရင်ဆောက်ကြည့်ရမည်မှာတဘာဝဖြစ်၏ တကယ်ကြီးကျယ်ခိုင်ခံသောအဆောက်အုံတစ်ခုဆောက်လုပ်ရန်အတွက်အသေးစိတ်စနစ်တကျရေးဆွဲထားသည့်ပုံစံတစ်ခုရှိရစမြဲဖြစ်သည်လက်တွေ့၌စိတ်ကူးရှိရလိမ့်မည်သို့သောစိတ်ကူး၏နောက်မှလက်တွေ့တို့မဟုတ်စိတ်ကူးကိုကောင်းထည်ဖော်မှုလိုက်ပါမလားဘူးဆိုရင်လေထိုစိတ်ကူးသည်အချင်းဤအလဟတ်ဖြစ်လိမ့်မည်အုံအင်္ဂတိမပါဘဲလေထဲကရေးတိုက်တစ်ခုမျိုးပေါ်ကျလာနိုင်မည်မဟုတ်ပေ ထို့ကြောင့်စိတ်ကူးရင်တတ်ရမည်လက်တွေ့အကောင့်ထဲဖော်လို့စိတ်လဲရှိရမည်နေတဲ့ကတိုက်ရင်ကိုမြင်ရောင်မှန်းဆနေသည့်တစ်ချိန်တည်းတွင်ယင်းကိုမိတို့အကွက်ချတိဆောက်မည်ဟု၍စိတ်ကူးထဲမှာပင်ပနေရိုက်မည်ဆိုကားတင်သည်လမ်းမှန်ပေါ်ရောက်နေပြီတင်သည်လက်တွေ့ကြတော့စိတ်ကူးရင်တမဖြစ်နေပြီးပနေ့အတိုင်းစစ်လက်တိဆောက်သွားလျင်ပင်တင်တိုက်အင်ကြီးမြေမှာတကယ်ပေါလာမည်ဖြစ်သည်စိတ်ကူးရင်တမတို့၏ကျေးဇူး တမိုင်းတစ်လျှောက်ကိုပြန်ပြောင်းဆောင်ရဲ့ကြည်လင်စိတ်ကူးရင်တမားတို့ဤကျေစုကြီးမားလာကြောင်တွေ့ရလိမ့်မည်လူတကာလောင်ပြောင်းရေမောတိချာမှာပင်မိမိဤစိတ်ကူးရင်အိမ်မက်ကိုခေါင်းမှာမာဆွဲကြီးကြီးဖြင့်အကောင့်ထဲပေါ်ခဲ့ကြသည်လက်တွေ့စိတ်ကူးရင်တမားတို့ကြောင့်ကပရင်ကြီးမှုစနစ်ကြီးတိုးတက်ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်ကနဦးကလာကမိကိုတုံးချရန်စူးစမ်းသူသည် ထူဆန်းတော်သူယူကြောင်ကြောင်လူသူကိုယ်တိုင်နာမကား အခြားလူများကိုပါ အန်ရယ်ပြုမိသူဟုအထင်ခံကြရမှုသည်လိမ့်သွားတော့တဲ့တုံးကိုမြင်ကဘင်းကိုစိတ်ကူးရင်မိခဲ့သူသည်ရှေးခေတ်လူသားများအကြမ်း၌ဥကောင်းထဲတွင်ယောဂါရှိသူသူဖြစ်ခဲ့ရသည် ရိုက်နီနာတို့၏ရှေးပြေးဖြစ်သောပမောခလန်ကလေးသည် လေတွင်ပြန့်တန်းခြင်းသည်စေတစာယောဂါဆွဲကပ်သည့်ယူတီအဖြစ်ရှုမြင်ခြင်းခံကြရသည် တိုးတော်စိတ်ကူးနဲ့ယူယုံတက်တဲ့မဟုတ်ဘဲအိမ်မက်တိုက်အိမ်အောင်နိုင်အမာခံအုံမြချပြီးရန်တကယ်ကြိုးစားလာတဲ့အခါတနေ့မဟုတ်တနေ့လက်တွေ့အကောင့်ထဲပေါ်လာရသေးတာဖြစ်သည်စိတ်ကူးရင်တမအဲ့လစ်ဟောင်းတီထွင်သည်အချုပ်စသည်လူသားတို့တွင်မရှိမဖြစ်ပစ္စည်းဖြစ်နေ၏ကုတင်မက်တီထွင်သည်စာတုံးလေးစက်ကိုပြန်၍ယူသိမ့်မည်ဆိုလူသားတို့၏အသိပညာအဆင့်သည်များစွာနှိမ်ချသွားနိုင်၏ အလားတူရင်စိတ်ကူးရင်သမားဂရိဟန်ဘဲနဲ့တောမတ်အက်ဒီဆန်တို့ဤကျေးဇူးကိုကျွန်တော်တို့မိထားယူမရနိုင်ယနေ့ကတ္တရာဇီလန်မော်တွင် မော်တော်ကားနှင့်ခီးသွားသူတိုင်းတန်လန်းမော်ပြည်သည့်မြေထားစီနင်းလိုက်ပါသူတိုင်းနဲ့လက်တွေ့ကြသောစိတ်ကူးရင်သမားတို့ဤကျေးဇူးနှင့်မတင်စိတ်ကူးရင်သမားတို့ဤလက်ရာဖြစ်သည့်ဒက်ရှ်မဟာ ရည်စားပြီးတယ်မယ်စသည့်အဆောက်အအုံကြီးများကိုလည်းယနေ့တိုင်ကဘာကအံ့ချနေရစဉ်ချုံရည်ပြောရရင်ကသိပ္ပံပညာဖန်နီးမှုအမှုပညာတို့အပါအဝင် လူရင်ကျေးမှုတမိုင်းတရားနှုန်းပြီးပင်လက်တွေ့ကြသောစိတ်ကူးရင်သမားတို့၏ကျေးဇူးဖြင့်ဖွင့်ပြိုးဖြစ်ပေါ်ခဲ့ရသည်ဟုဆိုရပေမည်စေကူရင်သမားတွေမရှိလျင်ကြောက်ခဲ့လူသားဘဝမှာတိုးတက်လာလိမ့်မည်မဟုတ်ပေ။ လူသားရင်ကျင်းမှုဘဝတိုးတက်မြင့်မားအောင်လူသားရင်နေစဉ်နေထိုင်မှုဘဝတက်တာလွယ်ကူအောင်သူတို့ပင်စင်တဆိုင်ဆောင်ရွက်ခဲ့ကြသည်အယူဟုအထင်ခံရသည်ဗမာခလန်ကလေးနှင့်မအောင်မြင်ခဲ့သည့်အခြားစိတ်ကူးရင်သမားတို့၏အလုပ်ကိုစစ်လက်လုပ်ကိုင်ရင်ရိုက်ညီနောင်တို့သည် လေမြန်ကိုတီထွင်အောင်မြင်ကလူသားတို့အားမြေအတုကိုစိုးပိုင်သူအစင်မှာလေအတုကိုပါစိုးပိုင်သော အစင်တို့ တိုးမြင့်ပေးနိုင်ခဲ့သည် ထိုနည်းတူပင် Draver Bushner Holland League Sadi စိတ်ကူးရင်သမားတို့ဤကြိုးပမ်းမှုဖြင့်လူသားသည်ရေငုပ်သင်းမောဟူသောအရာကိုတိဆောက်အောင်မြင်ကရေအောက်ကဘာကိုပါတည်ဆူနိုင်သူဖြစ်ခဲ့ရ၏စိတ်ကူးကိုကောင်းထဲပေါ်ခြင်း စင်စစ် စိတ်ကူးရင်တချင်းဝါ အပြင်ပါနိုင်တကယ်မရှိသေးသည့်အရာကိုစိတ်အာရုံ၌မြင်ရောင်ကြံစားနိုင်စွမ်းရှိခြင်းသည်ဟူသော အရေးချင်းသည်ပင် လူသားခြားတော်တတ္တဝါတို့ထက်အစင်တန်းမြင်မာသော မဟာတတ္တဝါဖြစ်သူသူမြင်ပြီးခဲ့ခြင်းဖြစ်၏ထိုနည်းတူဤမဟာတတ္တဝါအချင်းချင်းတွေတွင်လည်းစိတ်ကူးယဉ်မှုအတိုင်းတာကိုလိုက်ကအမြင်မှုအစင်တန်းခြင်းကွာခြားသွားနိုင်ပါသည်စေကူးယဉ်သမားတို့သည်ပကြီးပပုအမှုပညာကျော် ကြပြဝတ္ထုအနုစာစုကြောများဖြစ်တတ်ကြ၏သူတစ်ပါး၏အုံနောက်အာယုန်တဲ့တွင်ထင်ဟက်ရန် ခရင်လာသည့်အကြောင်းအရာတို့ကိုစဉ်းစားကြံစားတီထွင်ဖန်နေသည့်သိပ္ပံပညာကြောများဖြစ်လာတတ်ကြ၏ထို့ပြင်စိတ်ကူးရင်သမားတို့ပင် အလွန်ကြီးမားကျယ်ဝန်းသောနယ်မြေသည်သာရက်ရွာလူမျိုးများကိုမိမိလက်အောက်တွင်စုကြည့်ကကြီးကျယ်သော Empire ရှင်အေဂရက်များဖြစ်ခဲ့ကြ၏ ရေးကြီးသည်ကစိတ်ကူးကိုလက်တွေ့အကောင့်ထဲပေါ်ရေးဖြစ်သည်စိတ်ကူးကိုစဉ်ဉဏ်ဉဏ်တွဲပြနိုင်ရမည်လက်တွေ့ပတ်ဝန်းကျင်အနေထားကိုပြပြဝါဝါလေးလာသိရှိကမိမိစိတ်ကူးဤဖြစ်နိုင်ခြင်းအလားအလာကိုခံမှန်းတွေ့ချင်နိုင်ပို့လိုသည်ထို့နောက်တွင်ထိုစိတ်ကူးလက်တွေ့အကောင့်ထဲပေါ်လာရေးအတွက်လိုအပ်သမျှလှုပ်ဆောင်ရတော့တတ်သည်နှင့်မလျှော်တမ်းမဆုတ်တမ်းလောက်တက်ဒီဇွဲလုံးလာဝရိယတို့လိုပေသည်။ဘာဖြစ်ဖြစ အစပထမမှာတော့စိတ်ကူးမှပင်စားရသည်စိတ်ကူးရင်ချင်းသည်ညှော်လင်းချက်ထားရှိခြင်းဖြစ်၏ညှော်လင်းချက်မရှိလျင်လူသည်အသက်မတည်တော်လဲဘဝတည်နေမိတာဖြစ်၏ညှော်လင်းချက်အမြဲရှိနေသူက အသက်40ဖြစ်စေ90ဖြစ်စေ60ကျော်နေသည်ဖြစ်စေတိုးတက်အောင်မြန်လာလာရှိနေပေသည် အခြေအနေနဲ့အခွင့်အခါကောင်းဆိုတီကလည်းတခါတရံနာအတော်ကြီးနောက်ကျပြီးမှ ရောက်ချင်းရောက်လာတတ်သည် ရန်စွာမီဒရောင်ပြင်သစ်နိုင်ငံသမ္မတဖရန်စွာမီဒရောင်အကြောင်းလေးလာညရေရှည်ဆွဲမြဲခဲ့သော စိတ်ကူးရင်အိမ်မက်တခုအောင်မွဲခံခဲ့ပုံကိုအားတက်ဖွယ်တွေ့မြင်ရမည်ဖြစ်သည်မီဒရောင်သည်ရိမှတ်ချက်ကြီးမားလာသူတစ်ယောက်ဖြစ်၏သူသည်ပြင်သစ်ပြည်ကြီးနာစီတို့လက်မှလွတ်မြောက်အောင်တစ်ဆွန့်ကြိုးပမ်းဆောင်ရွက်ခဲ့သည်မြေအောက်တွင်၌သမားတစ်ယောက်ဖြစ်ခဲ့၏ ထို့နောက်ဒုတိယကမ္ဘာစစ်ကြီးပြီးသောအခါပြင်သစ်နိုင်ငံရေးလောက၌အရေးပါသောတနေရာရရှိရန် သူကြိုးပမ်းခဲ့သူ၌ပြင်သစ်ပြည်သမ္မတဖြစ်ရမည်ဟုသောစိတ်ကူးရင်အိမ်မက်သည်အလွန်စောစီးစွာပင်တရေတီကင်းအောင်ခဲ့သည် တနေ့တွင် ထိုစိတ်ကူးအိမ်မဲ့တကယ်အကောင့်ထဲပေါ်လာရမည်ဟုမျှော်လင့်နိုင်စရာအလားအလာများလဲသူ၏နိုင်ငံရေးဘဝအစပိုင်းတွင်ပင်မြင်တွေ့ခဲ့ရသည် သူသည်အသက်30ရွယ်၌ပင်ပြင်သက်အစိုးရဖွဲ့ဝင်ဝင်ကြီးတဦးဖြစ်ခဲ့သည် ထို့နောက်ဆနက်နှစ်တာကာလအတွင်းဝင်ကြီးနေရာများတွင်ဆက်တဲ့ချိန်တိတိရွေးချယ်ခြင်းခံခဲ့ရသည်သို့သော1958ခုနှစ်ပြင်သက်ပြည်ကြီးချားလ်ဒီဂေါ်နှင့်သူ၏နာလာဒီဂေါ်ဝါဒီများလည်းသူရရှိသွားချိန်မှာဆ ảy မီဒရောင်းနိုင်ငံ၏နိုင်ငံရေးလာလာများကစင်ကလျာဘရန်မရာဖြစ်ခဲ့ရ၏ မီဒရောင်းသည်လွတ်မြောက်ရေးတိုက်ပွဲကာလအတွင်းကပင်ဒီကောနှင့်ရန်ပစ်ဖြစ်ခဲ့ပြီး1958ခုနှစ်တွင်ဒီကောအားထိတိုက်ဆန့်ကျင်ရင်ဆိုင်ခဲ့သူဖြစ်ရာပြင်သစ်ပြည်တွင်ဒီကောဝါလာထွန်းကားနေသည်များကာလပတ်လုံးသူ့အတွက်မျှော်လင့်ခြင်းမရှိတော့ပေထိုချိန်၌ဒီကော၏စင်းဝါကလည်းကြီးမားခြင်းနိုင်ကြီးမားနေခဲ့သည်သို့တော့ဒီကောကိုယ်တိုင်အုပ်ဆိုးစဉ်ကာလနှင့်နောက်ပိုင်း ဒီကောဝါဒီကိုဆက်လက်ကြီးစိုးခဲ့သည်စုစုပေါင်း23နှစ်မြောက်သော ကာလတလျှောက်လုံးမီဒရောင်းသည် စိတ်တကြမနေရွေးကောက်ပွဲတွင်အချင်းချင်းရှုံးတော်လဲလက်မြောင်နောက်ဆုံးမသွားသူအုံနာအာယုန်ထဲတွင်တနေ့တမရဖြစ်ရမည်ဟူသော စိတ်ကူးရင်အိမ်မက်သည်ဆွေမြဲလျင်ရှိခဲ့သည် ထို့ကြောင့်ပြင်သည့်တပြီလုံးဒီကောကို ်အွန်အွန်ကြွကြထောက်ခံနေကြသည့်ကာလကြီးမှာပင်တိုင်းပြည်အနှံ့ရှိနေခဲ့သည့်ဒီကောဆန့်ကျင်သမားများကိုလိုက်လံဆက်တွေကကောက်တင်ကောက်စီယုံချင်းပြုနေသည်မအောင်မြင်သောအတိုက်ခံခေါင်းဆောင်တို့ဘဝတွင်စိတ်ရှိလက်ရှိခြင်းနဲ့ယင်တဖြည်းဖြည်းလူလူထောက်ခံမှုတိုးပွားတတ်တဲ့တိုးဝါလာက1970ခုနှစ်တွင်မူသူမျှော်လင့်တောင်းတခဲ့သည့်ပြင်သစ်ပြည်သမ္မတကြီးရာလူကိုရရှိခဲ့သည် တမတရွေးပွဲအနိုင်ရချိန်၌သူ၏အသက်မှာ64နှစ်ရှိပြီဖြစ်ရာသူစိတ်ကူးရင်အိမ်မေးတသက်မှာလည်းမြေအောက်တော်လိုင်းရေးသမားဘဝမှာစာရေးရင်းတင်လင်နှစ်ပေါင်း30ကျော်40များရှိခဲ့မည်ဖြစ်ပြီးသည်လေတဲကတိုက်ရင်အတွေ့အုတ်မြစ်ကို နှစ်ပေါင်းများစွာခြာခဲ့ပြီးဖြစ်ရာအုတ်မြစ်ပေါ်တွင်တိုက်အိမ်ကြီးတကယ်ဆောက်ဖြစ်ပြီးဆိုသည့်ခါ၌ရင်းတိုက်အိမ်သည်ရေရှည်တည်တဲ့ခိုင်မာသည့်အိမ်မျိုးဖြစ်ခဲ့သည် မီဒရောင်းဒီတမရရာတို့တွင်14နှစ်တည်တည်ထမ်းဆောင်နိုင်ခဲ့ပြီးပြင်သစ်လူမှုသာမကဥရောပကပါ လေးစားသည့်ခေါင်းဆောင်ကြီးတူအဖြစ်အသက်86နှစ်တွင်ကွယ်လွန်ခဲ့သည်မီဒရောင်း၏အာမြင်မှုတော့ချက်ကစိတ်ကူးရင်အိမ်မက်ကြီးကြီးမချင်းနေရင်အိမ်မက်အကောင့်ထဲပေါ်ရမည်ဟုတကယ်ဆွေးမြဲယုံကြည်ကရင်းအတွက်လူအပ်သည့်အရာမှန်များကိုမလျှော်တော့ဆွဲဖြင့်လုပ်ကိုင်ခြင်းဖြစ်သည် မီဒရာအားလက်တွေ့ကြသောစိတ်ကူးယဉ်သမားစစ်စစ်တယောက်ဖြစ်ချေသည်မိသူဦးကောင်းမှမစိုးစိတ်ကူးညံကောင်းထွက်နိုင်သည်စင်စစ်လူတိုင်းလူတိုင်းမှာစိတ်ကူးညံကွန်မြူနိုင်သောစွမ်းရည်ကိုယ်စီရှိကြသည်စိတ်ကူးကောင်းကလေးများသည်လည်းလူတော်တော်များများ၏ခေါင်းထဲမှရှိနေကြသည်သို့တော်လက်တွေ့အကောင့်ထဲမပေါ်ကြတချို့ဆိုရင်မိမိစိတ်ကူးကိုထုတ်ဖော်ပြောကြရမှာပင်ကြောက်နေတတ်ကြသည် သူတို့ဘာလောင်ကြောင်ရေမောနေမလားမဖြစ်နိုင်တာကွာဟုဆိုကြနေမလားသူတို့စိုးရင်ဒီတချို့ကမူကိုစိတ်ကူကိုကိုမယုံရတဲ့ဖြင့်အချားတူကြီးအတီးပြုတ်မှုအားပေထောက်ခံမှုကိုတောင်းခံနေသောဖြင့်နီးဆက်သူများထံမိမိအကြံဉာဏ်ကို ဖွင့်ဟာတတ်ကြသည်မင်းစိတ်ကူကောင်းတယ်ကွာဟုအားပေထောက်ခံရင်လက်တွေ့အကောင့်ထဲပေါ်သောအဆင့်တို့ရောက်ချင်ရောက်မည်တချို့လဲသူတစ်ပါးထောက်ခံရုံနဲ့မပြီးအဖော်လိုက်မိသူ ဆက်သူလိုက်မိသူပါရှိတော့မှထလုံးဖြစ်တတ်သည်တခါတည်းကလည်းကိုကစတင်စိတ်ကူးမိသူဖြစ်ပါလေမလုံရဲမကန်ရဲတော့ကြောင့်သူတို့ဘာနဲ့ပူပေါင်းကနောက်ဆုံးအကောင့်ထဲပေါ်ပြသည့်အချိန်၌ကိုကနောက်လိုက်ဖြစ်သွားရကြသည်စိတ်ကူးကိုအကောင့်ထဲမပေါ်ရဲသဖြင့်မိမိစိတ်ကူးနှင့်သူတို့ဘာလှုပ်ရှားသွားတာထိုင်ကြည့်နေလိုက်ရသူတွေအများအများပင်ရှိသည် စင်စစ်လူတယောက်၏ကောင်းတဲ့၌ပေါ်ပေါက်လာသောစိတ်ကူးကောင်းတစ်ခုဟူသည်၎င်း၏ထစ်တန်သောဘာသာရန်စိတ်ဝင်စားသောနေပင်သူကျွမ်းကျင်သည့်လုပ်ငန်းပေါင်းလူတွေကပင်ဖြစ်လေရှိသည်ဤရင်းလုပ်ငန်းဆိုင်ရာနောက်ခံအနေထားနှင့်လင်ငင်းပတ်ဝန်းကျင်ရှိနေများကိုတည်နာလေသဖြင့်ထိုအချိန်ခါဖို့မိသည့်အလုပ်မျိုးသည်ကြိုးရှိမည်အောင်မြင်မည်လှုပ်တင်လှုပ်ထိုက်သည်ဟူ၍မြင်သည်အောင်မြင်အောင်မည်သို့အကောင့်ထဲပေါ်ရမည်ဟူသည့်စိတ်ကူးစိတ်တမ်းများလည်းသူမှရှိနိုင်သည် တကယ်လို့ရင်သူအောင်မြင်နိုင်ပြီသို့တော်တကယ်လောက်ကိုင်းဒီအလေးထားမရှိသူဖြစ်ပါကချစ်ချင်းထအကောင့်ထဲမပေါ်ရင်သူတစ်ပါးကိုတားရိပ်ပေါ်ညှိမိသူတစ်ပါးအကြံဉာဏ်ကိုတောင်းခံပြီးဒီအခါသူတိုင်ပင်ညှိနိုင်သူက သူစိတ်ကူးမိထားသည့်လုပ်ငန်းတွေပင်နင်းမနေဆက်သူမျိုးဖြစ်ကသူစိတ်ကူးဤတန်ဖိုးကိုတည်လိမ့်မည်မဟုတ် အောင်မြင်မှာပဲဟူအားတက်တရောဖြစ်လိမ့်မည်မဟုတ်ထို့အခါအရန်လည်းမလုံနဲ့ကွာတော်ကြရှိတာလေးပြုတ်သွားအောင်မယ် ဒီနေပယ်မှာလောက်ကင်နေကြတဲ့အခြားလူတွေလည်းမင်းတို့ပဲတွေးမိမှာပေါ့သူတို့တောင်ထားမလို့ဘူးဆိုတော့အကျိုးမရှိနိုင်လို့လားမှမသိတာစသဖြင့်တားမြစ်တော်စကားမျိုးဆိုလိမ့်မည်လူတို့ဤသဘောမှာလည်းမိမိထောက်ခံအားပေးနိုင်၍လူတယောက်အောင်မြင်သွားသည်ဟုဂုံယူပြောဆိုခွင့်ရမှာတဲ့မိမိမြောက်ပေးနိုင်၍လူတယောက်ဒုက္ခရောက်သွားသည်ဆိုတာမျိုးအပြောမခံရအောင်ပုံရိပ်ကယူဆိုင်တတ်ကြသည် ပြည်လူတွေဒီလုပ်ငန်းတစ်ခုလူသိရှင်ညာအောင်မြင်ဘူးသူဆိုရင်ဘာမစိုးအောင်မြင်မိသူဟူ၍ထင်မှတ်တတ်ကြပြီးမအောင်မြင်ဘူးသေးသူဘာလုပ်ငန်းမှာထင်ထင်ရှားရှားလုံးမပြတ်ရသေးသူကိုမူသူလည်းအောင်မြင်ခြင်းအောင်မြင်နိုင်တာပဲဟူ၍အတိမတ်မပြုတ်ခြင်းတတ်သောသဘောရှိသည်ထို့ကြောင့်တထီတယောက်ကလုပ်ငန်းဝင်တစ်ခုတွင်ရွှေရဝင်းရန်စီယုံလာသည့်အခါမျိုးတွင် လုပ်ငန်းအကြောင်းကိုပင် တည်တည်ချာချာဆစ်ဆင်းမင်းမြိုင်ချင်းမပြူပဲအဆုရှေရထဲထကြတော့လေလူသက်တရာခေါင်းထဲကအကြံခေါင်းညံခေါင်းကိုမူ၎င်းစိတ်ကူးရင်နေတာဟူ၍အလွယ်တကူပယ်ချတတ်ကြခြင်းဖြစ်သည်ထို့ကြောင့်စိတ်ကူးကောင်းရှိသည့်လူတစ်ယောက်အနေနဲ့အောင်မြင်နိုင်ရန်တခုတည်းသောနိလန်ကမိမိစိတ်ကူးကိုမိမိအကြံဉာဏ်ဆွမ်းစားဖြင့်မိမိဘာသာကောင်းထဲပေါ်ရမယ်ဖြစ်ပေသည် စင်စဲသူတပားကိုဖော်ညီပြီးဘလို့မှအကူအညီမရနိုင်တဲ့အခြေကိုစိတ်ကူကိုကိုလက်မလျှော့နိုင်တဲ့ဖြင့်ဖြစ်တယ်လို့တကူတဲ့ဆန်းကြည့်ရင်ပေါ့မြအောင်မြင်သွားသူတွေလည်းများစွာရှိပါသည်မိမိစိတ်ကူကိုရဲရဲတင်းတင်းအကောင့်ထဲပေါ်သဖြင့်အောင်မြင်ခဲ့သည့်လက်တွေ့ကြသောစိတ်ကူရင်သမားတို့ကြောင့်ထပ်လောင်းပေါ်ပြလိုပါသည်မဟုရာကိုရွှေအဖြစ်ပြောင်းခဲ့သူ အမေရိကန်နီကရိုလောကမှာ အထူးထင်ရှားသည့်မဂ္ဂဇင်းတစ်ခုရှိသည်မဂ္ဂဇင်းမည်က Fni Fni ဆိုဒီမှာမြမပြည်မှရင်းတိုင်းရင်းသားလို မဟုရာရောင်တောက်တော်တက်သားတစ်မျိုးဖြစ်သည်နီဂရို အသားမင်းများကို တင်စားခေါ်ထားခြင်းဖြစ်၍သူမဂ္ဂဇင်းကို စာရေးသူက မဟုရာဟုပင် အမည်ဖလှယ်လိုက်ပါသည် 1945ခုနှစ်ကစတင်ထုတ်ဝေသည့်မဟုရသည်။ဆောင်ရည်တန်းအထက်တွင်လည်းပန်းလျက်ရှိနေပြီးယနေ့ထိကဘာတွင်အကြီးကျယ်ဆုံးလူမဲရေးရာမဂဇင်းတစ်ခုဖြစ်နေသည်။မဟုရသည်အမေရိကန်နီဂရိုများဖွံ့ဖြိုးတိုးတက်ရေးအတွက်အားပေးလှုံ့ဆော်သည့်မဂဇင်းတစ်ခုဖြစ်ရာ၎င်း၌အမေရိကန်နီဂရိုများလည်းမှထူးချွန်အောင်မြင်ပုံဇလံများအကြောင်းကို အမြဲအသာပေးဖော်ပြလေရှိခဲ့၏။ သို့တော်မဟူယာနဲ့အနီးကပ်ဆုံးတည်ရှိနေသည့်အောင်မြင်သူဇလန်းတစ်ခုကမဟူယာမဂဇင်းထဲတွင်တခါမျှဖော်ပြခြင်းမခံခဲ့ရပေ။ယင်ကမဟူယာမဂဇင်းစတင်တည်ထောင်ထုတ်ဝေသူဂျွန်ဟရိုးဂျွန်ဆင် အောင်မြင်မှုကြောင့်ဖြစ်သည်။ဂျွန်ဆင်သည်ဆဲသားလူမဲကလေးဘဝမှတကြွယ်ဘဝသို့ရောက်ရှိခဲ့ရုံမကအမေရိကန်လူမဲများထဲတွင်ဩဇာကြီးမားဆုံးပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။ ဂျွန်ဆန်ကိုအမေရိကန်ပြည်အာကင်ဆော့ပြည်နယ်အာကင်ဆော့စီးတီးမြို့လေးမှာမွေးသည်မြို့ကလူဖြူလူမဲခွဲခြားသောမြို့ဖြစ်ရာလူမဲတို့အတွက်ဖွံ့ဖြိုးတိုးတက်ရန်အခွင့်အလမ်းအလွန်နေပါခဲ့သည် သူဖခင်သည်ဂျွန်ဆန်အသက်6နှစ်သားအရွယ်တွင် ကွယ်လွန်ရာမိခင်အထောက်ပံ့ဖြစ်သောကြီးပြင်းရသည်သူမိခင်သည်ကိုယ်တိုင်အသံပညာ သုံးနှမ်းလောက်အထိတာတပြီးအိမ်စီလို့ဖြင့်အသက်မွေးနေရသူဖြစ်တော်လဲတားကလေးပညာရေးကိုက အလေးထားရခဲ့သည်အာဂင်ဆော့စတီတွင်နီဂရိုလေးများတွေအလေတန်းကြောင့်ဆင့်သားအမြင့်ဆုံးရှိရာဂျွန်ဆန်အသက်14နှစ်ရှိသည့်အခါမိခင်ကသူကြောင်းဆက်တဲ့နိုင်ငံအတွက်ရှီကာဂိုမြို့သို့ပြောင်းရွှေ့လာခဲ့သည်ရှီကာဂိုတွင်ဆင်းရဲပင်ပန်းစွာရုန်းကန်လှုံ့ရှားရင်းဂျွန်ဆန်ကြောင့်တရသည် လူမဲကလေးများအတွက်ဖွင့်လှစ်ထားသည့်အထက်တန်းကျောင်းတစ်ခု။ကျောင်းနှင့်ဂျွန်စင်က ပေါင်းသင်းဆက်ဆံရေးကောင်းသူလူတော်တရားအဖြစ်အသိမှတ်ပြုခံရသည့်နောက်ဆုံးနှစ်တွင် သူကကျောင်းကောင်စီဥက္ကဋ္ဌဖြစ်သည်။ကျောင်းတည်စာနှင့်နေ့စဉ်မှတ်တမ်းစာအုပ်တွင်အက်ဒီတာလည်းဖြစ်သည်။ကျောင်းထွက်လက်မှတ်ရာစာမေးပွဲအောင်မြင်ပြီးနောက်ထူးချွန်သူများဂုဏ်ပြုပွဲတွင်သူလဲဂုဏ်ပြုခံကျောင်းသားတယောက်ဖြစ်တဲ့ရောက်ခွင့်ရသည် ကွန်ပျူဝဲတင်ဂျွန်ဆန်စကားပြောဆိုခွင့်ရရှိရာလူငယ်များ၏စိတ်ဓာတ်ရေးရာနှင့်ပတ်သက်သည့်သူ၏ဟောပြောချက်ကိုဂုံနူးဆောင်ဧည့်တော်ကြီးတူဖြစ်သူဆူပရင်အသက်အာမခံကွန်ပျူတာထေဟယ်ရီပေးစ်ကသဘောကျသွားသည်တူနေဂျွန်ဆန်အားကြောင်းစစ်ရအောင်သူ၏ကုမ္ပဏီမှအချိန်မှန်အလုပ်လုပ်ရင်းရှီကာဂိုတက်ကလူတို့တက်ရောက်နိုင်ရန်အကူအညီပေးသည် စူပရင်တွင်ဂျွန်ဆင်ဆောင်ရွက်ပေးရသည့်အလုပ်တာဝန်မှာနေစဉ်သတင်းစာများနှင့်မဂ္ဂဇင်းများတွင်ပါဝင်သည့်ညဂရိုးရေးရာသတင်းများဆွေးနွေးဝေဖန်ခြင်းများကိုရှာဖွေစုဆောင်ပြီးကုမ္ပဏီဥက္ကရာ Harry Pace ဖတ်ရန်အတွက်အနည်းထုတ်ထုတ်ပေးရခြင်းဖြစ်သည်ဒီလိုကိုလိုရင်းကသူစိတ်ကူးတစ်ခုရနေသည်လူမဲများအတွက်စိတ်ဝင်စားဖွယ်ရာဆောင်းပါးများကိုစူးစီးကအနေတော်စီတိဖြတ်တုတ်တင်လျက် နီဂရိုဒိုင်ဂျက်စ်အမည်ဖြင့်မဂ္ဂဇင်းတစ်ခုထုတ်ဝေရလျင်လူမဲစာဖတ်ပရိသတ်တို့အတွက်လိုအပ်ချက်တရားကို ဖြည့်ဆည်းပေးနိုင်မည်ဟုသောစိတ်ကူးဖြစ်သည်ဒီစိတ်ကူးကိုနီးစပ်သည့်တငယ်ချင်းများပြပြသည့်အခါမိသူဝါများလည်းမခံကြ။လူမဲ့ပိတ်သက်ကိုအ धिक ဥတီ၍ထုတ်ဝေသည့်စာဆောင်တွေထွက်ခဲ့မှုပေါင်းများလာပြီ။မိသူများမအောင်မြင်ခဲ့ဘူးဟုဆိုကြသည်။သူများတွေငင်းပယ်ကြတော့လဲဂျွန်စင်ကအာရုံမသွား။ ဘယ်သူမှမပူပေါင်းရင်သူတယောက်တည်းလုံမီဟုဆုံးဖြတ်သည်။သူမှအားကိုးစရာအမေတယောက်တော့ရှိသေးသည်။အမေကိုတိုင်ပင်တော့အမေကသူ့ထွေးနေစာကလေးဖြင့်ဝဲယူဆူဆောင်းလာခဲ့သည်။အိမ်နောက်ပြည်ဘောကပစ္စည်းများကိုပေါင်နှံပေးသည်။အမေထံမှရသည့်ဒေါ်လာ900ကအစာအုပ်ထုတ်လောက်သည့်ငွေမဟုတ်။သို့တော်သူမှအစိတ်ကူးရှိသည်။ ထိုဝင်900ကိုအသုံးပြုကာသူကမဂဇင်းကိုလစဉ်ပုံမှန်ယူရန်အလားအလာရှိသည့်သူများထံစာရေးဆက်သွယ်သည်မဂဇင်းနှင့်ပတ်သက်သည့်အကြောင်းအချက်များကိုစိတ်ဝင်စားဝယ်ဖြစ်အောင်ဖော်ပြကာပုံမှန်ယူသူများအထူးလျှော့စေ2ဒေါ်လာဖြင့်ပေးမည်ဖြစ်ကြောင်းတင်ပြစီရင်သည်စာပေါင်း2000ပြပို့သည့်အနေနဲ့လူ3000ထံမှ ပြန်လည်ဆက်သွယ်ခဲ့ရာ၎င်းတို့ထံမှရသည့်ဒေါ်လာ6000ကိုငွေရင်းပြီးမီကရိုတိုင်ချက်ကိုထုတ်ဝေနိုင်ခဲ့သည် စာအုပ်ပေါ်နေပြီးနောက်ဖြန့်ချိရန်အတွက်ဖြန့်ချိကုမ္ပဏီတစ်ခုထံအနန္တိအခါကုမ္ပဏီကလက်မှတ်ခံအများစားကရောင်းရမှာမဟုတ်ဘူးညင်းဒီဒီအခါဂျွန်စင်ကသူ့တငယ်ချင်းများကို အကူအညီတောင်းတာစီကာကိုအနှံပြရှိစာအုပ်ဆိုင်များတွင်နီဂရိုတိုင်ကျထွက်လာပြီလားဟုမိခိုင်သည်ဒီနောက်တွင်ပုံနှိပ်သမားအားပေးရမည့်ငွေကို ခက်တာဆိုင်ထားက၎င်းငွေဖြင့်ငွေချင်းများတိုင်ကျများလှည့်ဝယ်စေသည် စာအုပ်ကိုကောင်းကောင်းကြိုးစားကဖြန့်ချီရေးပစ်တွင်လည်းဖိဖိစည်းစည်းလုပ်လိုက်သည့်အခါဆောင်ရည်တက်လာသည်တနေ့အတွင်းမှာပဲနီဂရိုတိုင်ချစ်သည်ဆောင်ရည်ငါးအတောင်အထိတက်လာသည်နီဂရိုတိုင်ချစ်သည်ဂျွန်ဆန်အတွက်အောင်မြင်မှုရစသောမဟုတ်စိတ်ကူးရင်အိမ်မဲတကယ်လေးတွေ့ဖြစ်လာမှုရစသာဖြစ်၏နီဂရိုတိုင်ချစ်အောင်မြင်ပြီးများမကြမီ သူက Life Magazine ကဲ့သို့ဓာတ်ပုံတွေဝေဝေဆဆာနဲ့ဖော်ပြသည့်ရုပ်စုံမဂ္ဂဇင်းကြီးတစ်စောင်ထုတ်ဝေရန်စီစဉ်သည်အောင်ငါ FN ထိုးဝေအလုပ်တွေပြီလာတော့မီဖြစ်ရာဂျွန်ဆင်သည်ရှီကာဂိုတက္ကသိုလ်ကျောင်းသားဘဝမှနှုတ်ထွက်လိုက်ပြီးအနောက်မြောက်ပိုင်းတက္ကသိုလ်တွင်ညနေသင်တန်းပြောင်းတက်သည်သူ၏မဟူရာရုပ်စုံမဂ္ဂဇင်းတက်မှာ1945ခုနှစ်နိုဝင်ဘာလတွင် စာရွေးထွက်လာသည်နီဂရိုမိသားစု၏ဘဝနီဂရိုယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှုများနှင့် နီဂရိုထဲမှာထူးချွန်အောင်မြင်သူတို့အကြောင်းကို စိတ်ဝင်စားအားတက်ဖွယ်စီစဉ်တင်ပြထားသည့်မဟူယာမဂ္ဂဇင်းသည်နေချင်းညာချင်းမင်းကြော်ကြားအောင်မြင်ကစောင်းရည်တရှိန်လို့တက်သွားခဲ့သည်ဒီနောက်တွင်က ရုပ်ရှင်သဘင်ကိတဆိုင်ရာနှင့်ယင်းလောကမှာထူးချွန်လူလူမဲများအကြောင်း ဖော်ပြသည်ထန်နောက်တွင်ဘလက်စတာစာဆောင်နီဂရိုပတ်စင်သတင်းစာဆောင်ဂျင်းနှင့် ကလေးများတွင်အထူးစင်စင်သည်ကလေးမဟုရာအတို့ကိုပါဇက်တိုက်အောင်မြင်စွာထုတ်ဝေနိုင်ခဲ့သည်စိတ်ကူးရင်အိမ်မက်ကိုရရင်ဝင်းဝင်းအကောင်ထဲပေါ်ခဲ့သော လူမဲမုတ်ဆိုးမသားကလေးဂျွန်စင်သည်လူမဲတတိကြီးဖြစ်လာသည်လူမဲလောကတွင် လူလာဖြစ်ရသည့်ကံဆိုးမှုကိုလူမဲမို့လို့ဒီလုပ်တွေကိုအောင်အောင်မြင်မြင်လုပ်နိုင်ခြင်းဖြစ်သည်ဟုတော့ကံကောင်းမှုအဖြစ်သို့သူပြောင်းလဲနိုင်ခဲ့သည် မကင်းစားဆောင်များတာမကစာအုပ်စာတမ်းများပါထုတ်ဝေလျက်ရှိသည်ဒူဘိုင်ဂျွန်ဆန်ထုတ်လုပ်ရေးကုမ္ပဏီသည်နီဂရိုထုတ်ဝေရေးကုမ္ပဏီလောကတွင်အကြီးဆုံးဖြစ်လာခဲ့သည်အလုပ်သမား300ကျော်ရှိသည့်သူကုမ္ပဏီတွင်ဂျွန်ဆန်သည်အလုပ်စ조사ဆောင်ပုဂ္ဂိုလ်တရာအဖြစ်အတိမတ်ပြုခံထားရသည်နေ့စဉ်အယ်ဒီတာအဖွဲ့အစည်းဝေးများကိုမပြတ်မကွက်တက်ခါ ည၈နာရီအိမ်တို့ပြန်သည့်အခါမှာပင်စာရွက်စာတမ်းတွေအိမ်နဲ့အပြည့်အစုံထည့်ယူသွားပြီးအိမ်မှာဆက်လုပ်တတ်သူဖြစ်သည်ခမရပန်းဖြေခီးလေးပါလိမ့်မထွက်ဘူးလားမိလာသူများအားချုပ်စင်ကပန်းဖြေခီးထွက်တယ်ဆိုတာပျော့ပျော့ပါပါကိုလို့ချင်တာတွေကိုလုပ်ဖို့သွားတာမဟုတ်လားကြို့ခုလုံးနေတာတွေကလည်းကြို့လို့ချင်တာတွေကြီးဆိုတော့အမြင်နဲ့အပန်းဖြေခီးထွက်နေတာနဲ့အတူတူပါပဲဗျာဟူ၍ဖြေလေးရှိသည် သူ့ကိုအားကြကသူ့နီးသူជីវအောင်မြန်နီလန်တောက်ခံလာသည်လူငယ်လူရဲများအားလည်းစေတနာကောင်းထားကကြူကြောင်တင်မြတ်သည့်အကြံဉာဏ်များပေးလေရှိသည်လက်ထက်တွင်ငွေရင်းမမဲရမရှိသေးပဲတနည်းကြလျင်အမျိုးမျိုးအနေနဲ့မှမိမိနာမည်နှင့်ကုန်နိုင်ကြီးတွေဖြစ်လာစေရမည်ဟုစိတ်ကူးရင်အိမ်မက်မနေသူနီဂရိုလူငယ်တူဟာမင်းလောလောဆယ်ကိုစုံဆိုင်တစ်ခုစဖွင့်ကြည့်တဲ့နယ်ဟုအကြံပေးသည် ုပ်ငန်းကြီးတစ်ခုအောင်မြင်ရန်အတွက်လုပ်ငန်းအတွေ့အကြုံနဲ့လုပ်ငန်းဆိုင်ရာယုံကြည်မှုရှိရန်လိုအပ်ကြောင်းလုပ်ငန်းတစ်ခုအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ရမှာရရှိလာသည့်အတွေ့အကြုံများမိမိကိုယ်ကိုယုံကြည်မှုများဖြင့်သာပို၍ကြီးမားသောလုပ်ငန်းများတို့တဆင့်ပြီးတဆင့်တက်လန်းနိုင်ကြောင်းသူရှင်းပြလေးရှိသည်ဂျွန်ဆန်ကစိတ်ကူးရင်သူဖြစ်သည်တို့တော်သူဒီလေးတဲ့စောက်တီရဲတိုက်ကိုအုံမြင့်ခိုင်ခိုင်ချာကတစ်ထက်ပြီးတစ်ထက်စနေတကြ တိဆောက်သွားခဲ့သည်လက်တွေ့ကြသောစိတ်ကူးယဉ်သမားကောင်တူဖြစ်ချည်သည်ဒီမဟာရှင်ကြန့်ရှိနေတဲ့အခန်းလေးကိုဆက်လက်ဖတ်ပြမှာဖြစ်တဲ့အတွက်ငွေရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့အောင်နော်ကျေးဇူးတင်ပါတယ်ရှင်